အားလုံးမင်္ဂလာပါဗျာကျွန်တော်ဖိုးခေါ်လေးနေ့မြန်လေးပြန်လည်ကြိုဆိုပါရစေဗျာကျွန်တော်ဒီနေ့မှာတော့ Oppo Vivo Phone ညဆက်ရှင်နေမြောက်ပေးမှာဖြစ်ပါတယ်အရင်တစ်ခေါက်ကတော့အာကျွန်တော် Redmi Phone တွေ Samsung တွေကိုဆက်ရှင်နေမြောက်ပေးခဲ့ပါတယ်ဒီနေ့မှာတော့ Vivo Oppo များအတွက်ဆက်ရှင်နေမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လေး Vivo Phone တွေဆက်တီရှင်းနေတယ်ဆက်တီလေးနေတယ်လို့သုံးရတာမကောင်းဘူးဟန်းနေတယ်လို့အစားပြေကြော်ညာလေးတွေတက်လာလေလို့အစားပြေအဲ့လိုမျိုးတွေလာမိတဲ့မိတ်ဆွေများအတွက်ရှင်းနေနေမြောက်ပေးမှာဖြစ်ပါတယ် အရန်လွဲပါတယ်ဗျအဲ့တော့ကျွန်တော်ပထမဆုံးကျွန်တော်တို့တွေပေါ့နော်အာကျွန်တော်မိတ်ဆွေများရဲ့ဖုန်းထဲမှာ Vimeo software ရှိမယ်ထင်เนาะအဲ့တော့ကျွန်တော် Vimeo software တွေပါရှင်း Vimeo software တွေပါရှင်းမယ်เนาะအဲ့တော့ကျွန်တော် Lowse Chrome browser ကိုကျွန်တော်ရှင်းပြမယ်ကျွန်တော်ဒီကောင်လေးကိုတားလေးဖိလိုက်မယ်ဖိပြီးတော့ကျွန်တော် add info တွေကိုသွားမယ်သွားပြီးဒီမှာကျွန်တော်ဒီမှာ store use ပေါ့เนาะတားလေးနှိပ်မယ်ပြီးတော့ clear data ရှိတယ် clear data လေးကိုနှိပ်ပြီးရှင်းမယ်เนาะ clear data လေးကိုနှိပ်လိုက်မယ်အဲ့နှိပ်ပြီးတော့ clear လေးကျွန်တော်နှိပ်လိုက်မယ် အဲဒါဆိုရင်ကျွန်တော်တွေဟိုမှာ brown sand ထဲမှာရှိတဲ့အရာတွေလည်းပေါက်ပွားသွားမယ် fan တွေလည်းပျောက်သွားမယ်အဲ့လိုပဲအဲကျွန်မစမဖုန်းတွေမှာ payment ပုံနော် payment တခြား brown sand ရှိနေတယ်အခုလိုမျိုးပဲရှင်းပေးပါဗျအဲ့တော့ဒါဒါနံပါတ်1ပုံနော်နံပါတ်2ကတော့ကျွန်တော်တို့တွေအဲဖုန်းထဲဖုန်း setting ကျွန်တော်ဖုန်း file manager ရှိတယ်မနော်ဟိုမှာ file manager ရှိတယ် file manager ရောက်တခြားဝင်လိုက်မယ် sorry အဲ file manager ရောက်တခြားဝင်လိုက်မယ်ဟိုမှာ file manager ရောက်လာပြီ family ရဲ့ရောက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကက်ရှိရင်ကတ်ပြတယ်ကတ်မရှိရင်ကတ်မပြဘူးเนาะလောဆက်ဒီကောင်တွေကကတ်ကတ်ထိုက်ထားတော့ကတ်ပြတယ်အဲ့တော့ကျွန်တော်တို့တွေဒီမှာအဲကြည့်ရမှာတော့ဒီမှာဒီ file လေးနေမယ်เนาะ my clean store လေးတစ်ချက်လောက်နေနေနေလိုက်မယ်အဲ clean store လေးနေလိုက်မယ်ဆိုရင်ဒီမှာ clear all ပါတယ် clear all လေးကိုတစ်ချက်လောက်နေလိုက်မယ်เนาะအဲဒါဆိုရင်သူကကျွန်တော်တို့မလိုတဲ့ file လေးဒီမှာသူရှင်းပေးနေတယ်အဲရှင်းပေးနေပေါ့เนาะ okay ပြီးပြီးကျွန်တော်တို့ကအဲဒီမှာ အဲ့ဒီမှာ file လေးရှိတဲ့ထဲမှာဒီမှာเนาะဒီမှာ all app all app create data လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะအဲ့နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့တွေအဲ file လေးလေးအသုံးပြုတဲ့ file လေးလေးကိုကျွန်တော်တွေအမှန်အမှန်ချစ်ပေးလိုက်မယ်ပေးပြီးရောဒီမှာ delete နှိပ်လိုက်မယ် okay ဒါဆိုသုံးထားတဲ့ဟာလေးလေးမထွက်မိတာလေးတွေအလုံးပြောင်းသွားတဲ့အတွက်ကြောင့်မို့အနောက်က run နေကောင်လေးပော့ပါသွားတယ်ပြီးရင်နောက်တစ်ခုကအဲနောက်တစ်ခုရှိပါသေးတယ်နောက်နောက်တစ်ခုကကျွန်တော်တွေဒီမှာဗောနော် အာဖိုတိုကလီယာဆိုတဲ့နေရာလေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒီမှာလဲကျွန်တော်တို့ဖိုတိုကလီယာကိုတစ်ချက်ကြည့်မယ်အဖိုတိုကလီယာမှာလဲကျွန်တော်တို့ဒီမှာအေးကျွန်တော်ဖြတ်လိုက်တဲ့ပုံလေးပေါ့နော်ဖြတ်လိုက်ပုံလေးကိုဒီမှာတစ်ခါကြရင်လာရောက်နေတဲ့ကိုကကိုကဖြတ်ဖြတ်ချင်တော့အပီးနှိပ်ပြီးတော့ဒီမှာအပီးနှိပ်ပြီးတော့ဖြတ်ဖြတ်လိုက်ရုံပဲနော်ဒီမှာအပီးနှိပ်ဖြတ်လိုက်ရုံပဲအဲဒီကကိုဖြတ်ပြီးသားဟာလေးလာပြတယ်နော် password တွေတောင်းရင်တော့ password တွေပါပဲပေးလိုက်မယ်ဗျာနော်အဲဒါတော့ဖုန်းဖုန်း lock lock screen ပေါ့နော်โอเค အဲပြီးလို့ရှိရင်တော့ကျွန်တော်ဒီပုံကလည်းကျွန်တော်တို့တွေဖြတ်ပြီးသားပဲဒါပေမဲ့ကျွန်တော်တို့ဒီမှာလာပြကျန်းနေတာပေါ့နော်โอเคပြီးတော့ကျွန်တော်တို့ဗီဒီယိုနှိပ်မယ်နော်မခုနဖိုတိုနှိပ်ပြီးပြီးအခုဗီဒီယိုနှိပ်မယ်နော်အဲဗီဒီယိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာကြည့်ကြည့်လိုက်ပါဒီ reason reason delete ရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဒီမှာရှိတဲ့အမှန်ချစ်လေးပြလိုက်ပြီးတော့အမှန်ချစ်လေးပြလိုက်မယ်ပြီးတော့ delete နှိပ်မယ်နော်အော် sorry မနော်ကျွန်တော်တို့ခုနထဲပြောင်းဝင်မယ်โอเค I'm sorry အဲပြီးလို့ရှိရင်ဗီဒီယိုထဲဝင်မယ်ပြီးလို့ရှိရင်ဒီမှာအပေါ်ဆုံးက reason delete နိုင်မယ်အမှန်ချေလေးပေးမယ် ပြီးပြီးတော့ဒီမှာဖြတ်လိုက်မယ်เนาะ delete and delete video ပေါ့။ဘာလို့ဒီကောင်ကကျွန်တော်တို့ကဒီ recently the delete ဆိုတာကျွန်တော်တို့ကမလို့ချင်းတော့ဖြတ်လိုက်တဲ့ video တွေအကုန်လုံးကဒီမှာလာစုနေတာဖြစ်ပါတယ်။အဲဘာလို့လာစုနေတာလဲဆိုတော့ကျွန်တော်တို့ဒါတကယ်လို့ပြန်လိုချင်နေတော့အလွယ်တကူပြန်ရှာလို့ရအောင်ဒီနားမှာ stamp mine အနေနဲ့ထားပေးတာဖြစ်ပါတယ်။ကျွန်တော်အသုံးလို့လို့ဖြတ်လိုက်ပြီဆိုမှတော့အခုလိုမျိုးအပီလာဖြတ်တင်ပါတယ်မနော်။ဒါအပီပြတ်သွားတယ်ပေါ့နော်။ အဲ့တော့ကျွန်တော်မဟုတ်ရင်ဒီထဲမှာလာမဖြစ်ရင်ဒီထဲမှာကျွန်တော်တို့ကအများကြီးကြမ်းနေတတ်ပါတယ်ဒါကြောင့်မို့ဒီမှာလာပြီးခရစ်တီမဆောက်အောင်အများကြီးကြမ်းနေအောင်ဒီမှာလာပြီးအပီရှိတဲ့မှာလေဗျာဒါဆိုရင်ကျွန်တော်တို့ဖြတ်လိုက်တဲ့ဗီဒီယိုတွေကလောကမရှိတော့ပါဘူးလောလောမရှိတော့ပုံတော့တရားတော့အဲဒီမှာဒီမှာဆိုသူကမရှိတော့ဘူးတရားကြောင့်ကျွန်တော်ဖုန်းနဲ့မရှိတဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်ဒါတွေတော့ကြိုက်ရင်ထားမကြိုက်ရင်ဖြတ်လို့ရပါတယ်ဒါကတော့ဖြတ်စားတော့မလိုဘူးတော့ကြိုက်လို့ရှိရင်တော့โอเคโอเคဒါတော့ဆိုအားလုံးပဲကျွန်တော်ပြပြ ပြီလို့ထင်ပါတယ်ကျွန်တော်မစ္စအလုံးလဲဒီလောက်ဆိုရင်အလွယ်ကူဆုံးနဲ့အယိုးကြီးရှင်းဆုံးအမြန်ဆုံးနဲ့ဆက်တွေပေါ့ပေါ့တောင်းရှင်းတက်ပြီလို့ထင်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ဆိုလို့ရှိရင်ကြော်ညာလေးလည်းမလာတော့ဘူးဖုန်းလည်းနေငယ်ပေါ့ဖုန်းလည်းပေါ့ပေါ့တော်လက်တော့ပါပြီဗျအားလုံးကျေးဇူးတင်ပါတယ် Lion Screen နေပြီးအားပေးကြပါဦးဗျနောက်ပြီးတော့မှလည်းမစ္စမြာရောဖုန်းနဲ့မှဘလို့ error လေးဖြစ်နေလဲဆိုတော့ခမမရေးပေးခဲ့ပါကျွန်တော်ပြန်လည်းဖြေကြပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်